တချင်မင်္ဂလာပါမင်္ဂလာပါခင်ဗျာဘုရားဘယ်ချင်းလဲဆိုတာဘယ်လိုဘယ်ချင်းလဲလဲအော်ဟုတ်ပါဘူးမူရချက်မူရချက်ကိုဟန်ချီရွှေကြည်ငွေချီညကြောက်ပလဲဟဲ့တွင်တူညီပြုံချူချူအခုတရနေရင်ရှားသည်ကောင်းပိုင်းမြောက်ပေါ့နော်အဲ့တော့ချင်းနာမယ်ကမူရချက်လို့မိရပါတယ်ခင်ဗျာဟုတ်အာဒါဥပဒေဟုတ်ဥပဒေမန္တလေးကနေပြီးရှင်းဆက်ပြီးခေါင်းတာလာပါဒီနေ့ရင်ထဲရောက်ပြီးတော့ဘယ်လိုလေးဆိုပြတာလဲ ကျွန်တော်ကတကြံတရှင်းတွေအရင်ကြိုက်ခဲ့တာဒါပေမဲ့မထုတ်ပြဘူးတကြံချင်းမလားကျွန်တော်မကြိုက်ဘူးတနတရှင်လည်းကြိုက်ပါမြမတန်းရဲ့အဓိကအဖြစ်မြမတန်းရဲ့ပူကြိုက်တာပေါ့သူကတင်ပြန်ကြိုက်တယ်ဆိုပေမဲ့ဒကြံတရှင်ကိုပို့ပြီးတော့ဆိုဖြစ်တယ်ပို့ပြီးတော့ဆိုဖြစ်တယ်တရှင်ကတော့မထုတ်ပြဘူးကိုပါတာကိုပဲဆိုပြီးတော့တင်းတာလားဒါအခုဒါဆိုပြီးတင်းတာပဲလုပ်တာလားဆိုပြီးတော့တင်းတာလားဘောတော့ဒါပေမဲ့အခုမှပြန်ပြီးတော့ထုတ်ပြတာပေါ့ဒါနည်းနည်းကျွန်တော်ကြာလေးတတ်နိုင်သလောက်လေးဝယ်ဝယ်ပြီးစုထားတာပေါ့နော်အာတတ်နိုင်တဲ့အချိန်လေးမှာပြန်ပြီးတော့ထုတ်ဖော်တာပဲဖြစ်ပါတယ်ခင်ဗျာမင်းတို့လေးနဲ့မိတ်ဆက်ပေးပါဦး အာကျွန်တော်တငယ်ချင်းညနာမည်ကြီးဆိုတော့ဟုတ်ပါဘူးအဲကျွန်တော်ကျွန်တော်ကြံခဲ့တာဗောနော်ဟုတ်ပါဘူးဒါတော့ကျေးဇူးတင်ပါကျွန်တော်တငယ်ချင်းဒါတင်မြင်တော်2015ပြောဆောင်တင်နန်းနေရနေပြီးတော့အတူတူတက်ခဲကြတယ်ပွဲလည်းအတူတူသွားခဲကြတယ် ဒမဲလေးရတော့ဖူးပွင့်ရွှေလိုင်းလို့ပြရပါတယ်ခင်ဗျာအာညီမနာမည်ကဖူးပွင့်ရွှေလိုင်းမှာအာဒီတရုတ်ဆောင်ကတော့2015ခရီးကတရုတ်ဆောင်တင်နေဆင်းခဲ့တယ်ပေါ့နော် ပြီးတော့ဒီအစိုးရရောအကရရောဒီအနုပညာနဲ့ပတ်သက်ပြီးတော့ဆိုရင် လုံးစုံဝါသနာပါတဲ့နေရာမှာပါတာပေါ့ နာမည်ထပ်ခေါ်မှာကောင်းမှာတယ်နာမည်တက်မခေါ်ရင်သားသွားသွားလဲ Yeah no ချစ်တဲ့စိတ်နဲ့ဆိုဖူးပွင့်လို့ခေါ်ကြရတယ်တော်ဆိုမြင်းသားဖူးပွင့်တော့မြင်ရွှေကြီးလာဟဲ့လောရကျွန်တော်ညီမလေးလေးဆက်ပြောရအောင်ဒါတော့ဒုက္ခတော့ဒါညီမလေးပေါ့เนาะဒါအငြင်းတန်းဒါကျွန်တော်တို့တကြံတော့မှာပေါ့เนาะအကိုကြီးစတွေ့ကြတယ်တကြံတော့စတွေ့ကြတကြံတော့စတွေ့တော့ဘာတို့ဘာတွေ့ကြတာဟုတ်ပါဘူးဟုတ်ပါလေဟာကျွန်တော်တို့ဘာဘောဟိုတဲ့ဘာလဲရုပ်ရှင်စီးပုံအဟုတ်သားပဲเนาะအကယ်ဒမီပြီးပွဲတွေမှာကျွန်တော်စပြီးတော့တွေ့ကြတာပေါ့เนาะညီမလေးနဲ့ အဲဟာတော့ဒီဘက်ဒီဘက်အဲ့လုံးနေကဒါမှမသိတော့မခင်သေးဘူးမခင်ကြသေးဘူးအကြမ်းမန်းတက်ရောက်တော့မခင်တာပေါ့နော်အကြမ်းမန်းတက်ရောက်တော့မခင်ဘူးမှန်ဆုံတွဲပဲကကြသေးတယ်မှန်တယ်ဆုံတွဲလည်းကတယ်ပြီးတော့ကတယ်အဲနောက်ပိုင်းကျတော့နော်ပွဲတွေမှာအခုသွားကြတယ်ချင်းစားဒါအခုကတော့အောင်မြင်နေပြီဘာလဲဘာလဲကျွန်တော်ပိုင်းလည်းသိနေပါခင်ဗျာဟုတ်ဟုတ်မချေရဘူးတကယ်ဒီစီမချေရဘူးတကယ်ကျွန်တော်အရင်ကြိုက်တာတိတ်တော့ဒါမှကျွန်တော်နားထဲမှာမင်းပါစောပါစောပါ ဟဲ့တပြပြဟဲ့တပြပြကိုကျွန်တော်နာမှာတေးတပြပြဆိုတော့အော်ဒီပါလေမြတ်ချင်းမြစ်တချင်းဟာတေးတပြပြဆိုရင်ဒါလေးနော်လာလိုက်ပဲနော်ဆိုမဟုတ်ဘူးကိုကြီးဟဲ့တပြပြပါမြတ်ချင်းလိုက်ပြဆိုတော့ဒီဥဆောင်ဝါဒနာပါလားအဲ့လိုဟုတ်ဆိုတော့ဒီဥဆောင်ဒန်စာလို့ပါလို့အဲ့လိုမျိုးဟိုတရားပွဲပါလေဆိုလည်းအဲ့လိုမျိုးပါတရားတောင်းလေလို့အကုန်အစုံဘတ်စုံလောက်တာပါရှင် ဥပဒေချင်းဘာလို့ရွေးဆိုပစ်တာလဲဥပဒေချင်းရောက်နေတော့မူရကြောက်အကျွန်တော်ပထမတော့ပြီးခဲ့တဲ့နေ့တော့ရှင်မမလာရွေးရပေါ့ရှင်မမလာရွေးတော့မဲကျွန်တော်ကဘတ်ဂျက်နည်းနည်းနေတဲ့ခါကျတော့မဆိုဘီဟိုက MDB ရောကောင်းကောင်းမရိုက်ဖြစ်နိုင်လိုက်ဘူးအဒီနေ့မှတော့ဒါမူရကြောက်တဲ့ရှင်ကိုဒါဥယျဖိုင်တာဥရှိစင်းမင်းနဲ့တိုင်မင်းနဲ့ပြီးတော့မိုင်းချစ်စုနဲ့ရလဲမောင်လေးနင်းဆိုပါလားအရန်ကောင်းတယ်ဆိုလားလားလေးအရန်ကောင်းတယ် ဲ့မဲ့ကျွန်တော်အမှန်တော့တိမ့်နာတာဒါလေးရောဘယ်ချိန်မှမလို့ထုတ်မလို့ဆိုတော့ကိုကိုမသိသေးဘူးမိုက်ချစ်စုကတချင်းတွေကျွမ်းကျင်တယ်ဘာလို့မိုက်ချစ်စုကကိုမောင်လေးကိုဖြစ်စေချင်တာပေါ့ဟုတ်မိုက်ချစ်စုအရင်ချစ်စုတင်တယ်ဟောစာမိုက်ချစ်စုကမောင်လေးပေါ့နင်းလုတ်တင်တယ်ပေါ့ဒါပထမဆုံးကတော့ကျွန်တော်ဦးစားဘတ်တို့ဒီဗာလဲကျွန်တော်ရဲ့စပယ်တို့မှာသူအားမရအောင်ဟာဒီမူရကြောက်တော့ဟာမဆုံးနေအရင်ကောင်းတယ်ဟိုမိုက်ကျန်နေတာကကျန်တော့ကောင်းတယ်ကျန်တော့ကောင်းတယ်ဒါပေမဲ့လိုးနေတာလိုးနေတာဘာမှမသိတာလို့မနော့ ပြန်မထွက်တာပေါ့နော်လူတွေကအဲ့တော့ဟိုကိုရှင်သမီးကဘလိုလေးတွေအာရိုက်ကူးပြီးတော့ပုံပေါ်ပြီးတော့တစ်ချက်နဲ့တစ်ချက်အောင်လုပ်ပါပေးမယ်လေအာကျွန်တော်တို့အရင်တစ်ချက်ချင်းနေဒါပေါ့နော်ไลน์บ่มามีนี่จ้าล่ะเนาะดาตะยอกก็ซูเรอซูรอก็ซูเรพี่รออกากะเลยปะเนาะเออဥစဉ်အဲ့လိုလုတ်ချင်ဦးကျွန်တော်မြန်မာဆန်ဆန်လေးလည်းဖြစ်အောင်ခစ်ပတ်လေးလည်းအဆင်ပြေအောင်ဒါပိတ်သက်ကညီသူညီမကြီးနိုင်အောင်ဆိုပြီးတော့ဥစဉ်ရနေပြီးတော့ဒါကျွန်တော်လည်းကျွန်တော်တိုင်နေတာပေါ့เนาะဥစဉ်ကဥစဉ်ကနေပုံပေါ်စိတ်ကူထားတာပေါ့เนาะ ဒါသင်ဆောင်နေလောက်ကြည့်မယ်ဆိုပြီးဒါဖူးဖင်းနေဒါဖူးဖင်းနေဒါတောင်းရတောင်းရောက်ပေါ့တောင်းရောက်ပြန်ချစ်စလန်လေးပေါ့မူရကြော့ကိုမူရကြော့မူရကြော့အာဒါမူရကြော့ကဒါတချမ်းလေးနေပြီဟုတ်တယ်မလားတချမ်းနေပြီဆိုတော့တချမ်းမူလေးနဲ့တချမ်းငွေတက်နေတယ်ဒီကိစ္စမရောက်တော့မယ်အဲ့လိုဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာကျွန်တော်တကြံစင်ပေါ်မှာလည်းတွေ့ရမှာပါเนาะတွေ့ရမှာရုပ်တန်တွေမှာလည်းတွေ့ရမှာပါအဲ့တော့ဘယ်လိုဖြတ်မှုစဉ်းစားတာလဲကျွန်တော်ဒီ၃လပိုင်းထဲမှာ ဖြတ်မှုစဉ်းစားထားပါတယ်ခင်ဗျာအပြီးတော့ ကျွန်တော်ဒီမြန်မာတချင်းလေးတွေလည်းပေါ့နော်အားပေးစီခြင်းပါတယ်ခင်ဗျဟောချစ်တဲ့ပြည်ပြောပြပါဆိုကျွန်တော်တို့မြန်မာမှုပေါ့နော်အာပရိသတ်အားနည်းနေရပေါ့ဒါဒီမြန်မာလေးတွေလည်းဒါတငယ်ချင်းဆိုလည်းဒါသူကနိုင်တယ်မြန်မာကောင်ရောတန်ဆာရောသေယောဆောင်ရောစွဲဆောင်ပေါ့နော်ဒါဒီဖူးဖေးဆိုလည်းမြန်မာတန်စင်ရောအကောင်အဆူအကုံရတယ်ဒါပေမဲ့ကျွန်တော်တို့အားနည်းနေတာကမြန်မာမှုအားပေးတာအရင်အားနည်းတဲ့အတွက်ကျွန်တော်မှခိရစီကြောင်လိုက်ပြီးတော့စူးစမ်းရတာပေါ့နော်အာပြောမယ်ဆိုရင်ဒါအရေးချင်းအစစ်မှန်တွေကို ထုတ်ဖော်ပြချင်တာမရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းခရီးစီးဆောင်လိုက်ရတာပေါ့အဲ့တော့မှမလိုက်ဘူးဆိုရင်ကျွန်တော်တို့အားပေးမဲ့သူရှိမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီမြန်မာမှုလေးတွေကိုထိန်းသိမ်းစေချင်တယ်မြန်မာလူမျိုးတစ်ယောက်အနေနဲ့မြန်မာပြည်သက်ကြီးရလဲအားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာရှိမှာရွှေတကုံတို့ပါလို့ဆိုခဲ့တာပေါ့နော်ဟုတ်ရွှေတကုံချင်းမြန်မာတောင်ဘလောက်တက်တက်မြန်လို့ပြီးတော့ဘလိုလေးဟောဒီမှာထည့်တာအဲမြန်မာတချင်းကိုအရင်နှစ်တက်တယ်အဲပြီးတော့ တန်ဖျာတင်ရှင်အဲဒီနေ့ဒီပေါ့နော်ဒီမူယာကျောက်တည်တည်ချင်းမရခင်အရှိမမျက်ရွှေတဲ့ဘုံကိုကျွန်တော်ရဲ့မာကြီးရိုးရံထွန်းလာနေပြီပေါ့နော်ဒီမျက်ရွှေတဲ့ဘုံတခြင်းကိုကျွန်တော်တလားတတီအလေးချင်းတင်စားပေးရတယ်ပေါ့နော်တင်စားထန်ဝိုင်းကြကြနဲ့မာကြီးရှိမှတင်စားခဲ့တယ်ပြီးတော့ရှိမှမူရင်းနဲ့လည်းရှိပါတယ်ဒါပေမဲ့မန္တလေးကုသိန်းစံကနေပြီးတော့တည်ဆို့ထားတဲ့အခါမှာအရန်ကောင်းတယ်ကျွန်တော်တို့လည်းအများကြီးကောင်းတယ်အနာဘာနာတီတီတော့အတောင်ဩဇာအာဏာနဲ့အရန်ကောင်းတယ်ပြီးတော့မြန်မာသင်းတွေလည်း တအားကြိုက်တယ်ဆိုတာပေါ့နော်ဒါဒီလိုပေါ့မြမတချင်းလိုပြန်ပြန်ပြီးတော့ပြန်လောကြတဲ့အချိန်မှာအကုန်လုံးကအောင်မြင်ကြတယ်ပေါ့နော်ဟိုအောင်မြင်ကြတယ်တိုးတက်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့တွေကပေါ့နော်ဟိုမြန်မာမှုချစ်တော်ချစ်တယ်ဒါပေမဲ့အဲ့လိုမျိုးမလုပ်ရဲဘူးပေါ့နော်တချို့တွေဟိုဒီလိုဒီဂျီတွေရုံးလိုက်တာတွေပါတယ်ကို့မြန်မာမှုတမိုးထားတာတိတ်မလုပ်ရဲဘူးနောက်တစ်ခါကျတော့ကျွန်တော်ဒီနေ့ပေါ့နော်ဒါဒီနေ့ဒီလိုခေဝေစားနဲ့ဖြစ်အောင်လို့ကျွန်တော်ရှိမှာကျွန်တော်အိမ်မှာအတူတူနေတဲ့ညီလေးလေးမရအောင်နဲ့ညီလေးဟိုထိန်လေးအောင်တော့နေပြီးတော့ ကိုကြီးကပုံတုံးကြီးအမြဲတမ်းပုံတုံးကြီးတခါလာလဲတိုက်ပုံတခါလာလဲရင်ပုံးဆိုပြီးတော့အဲ့အဝေးတန်းနေကိုထုတ်ချပြတာအမေရတော့အဲ့ဒါပဲအဒီနေ့ဒီလိုဘောင်းမူဒီနေ့ဝေဖို့အတွက်ကလည်းကိုထမ်းမြအောင်ဝါနေပြီဖနက်ဖနက်ဖနက်ကလည်းအဲ့လိုပဲဖနက်ကဘလဘလဘလဟောဖနက်ကဘရန်တော့ဘရန်ပဲဘရန်တော့ဘရန်ဖနက်သေးမြင်ပြီးတော့တွေးတော့ဖနက်တော့ဘရန်တော့ဘရန်ဒါပေမဲ့ကျွန်တော်ကဝစ်တာအိမ်မှာဆာလာအိမ်နဲ့ဖနက်တွေအများကြီးပုံတော့ဖနက်တွေအများကြီးပုံတော့ဖနက်တွေအများကြီးဒါပေမဲ့ ဘိုးဘနဲ့တွေတော်ရုံနဲ့ဘိုးဘနဲ့တွေကလည်းအခုချိန်မှာစင်းလူတိုင်းကမလို့ပြောမလဲအဲမဟုတ်ဘူးမသိငယ်ဘယ်လိုပြောလဲခင်းလို့ပါလို့အဲ့ဒီမှာအဲ့လိုမျိုးတွေပြောမှဆိုတော့ဒီလေးတွေကနေပြီးတော့ကိုကြီးမဟုတ်ဘူးပုံပန်းပြောင်းပြမယ် စိတ်ဆုံးဆုံးပြီသူတို့ဆုံးဆုံးပြီဆုံးပြီအာဒီနေ့ဒီပုံစံဖြစ်သွားတာပုံတော်ဖတ်တာဘာလို့လဲစင်းကွက်လေးနေလားပါဒီနေ့ဒီနေ့ကလည်းရက်ခန်းလေးနဲ့ပါရနော်မမရရဟုတ်သူတို့ရောလာလေးကြည့်ရဟမ်မရိုတက်တဲ့တငယ်ချင်းကိုအရန်ရိုခိုင်းရတယ်ဗောနော်ဟိုစဟို behind the scene မှာဆိုရင်တော့တော်တော်တော့ခွီနေရတာပဲသူမရိုတက်ဘူးဆိုတော့ဒါဆိုတငယ်ချင်းဒါဆိုညီမပူဆုံးတာဗောကို ဒါညနေနဲ့ခုနေကြတာဆိုလူမလေးပါဆိုနေအောင်တော့ကြတော့ရူတဲ့နေရာကြီးတော့ကျွန်တော်တိပြရိုက်တယ်ဘူးအဲ့တော့အခြားလူဆိုတော့ဒါညနေမနေ့တင်ပြီးလဲမနေ့တင်ပြရတော့ဒီတရားနဲ့ကျွန်တော်ဘလို့အကလေးတွေပေါအောင်မြန်မာမှုအပိုင်းပဲပေါ့နော်မြန်မာမှုအပိုင်းအောင်မှာတကြံအကလေးတကြံလေးတကြံအကလေးတွေအာပြီးသွားရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာအားလုံးကလည်းဟိုလိုက်ကားလို့ရအောင်မဲ့အကွက်လေးလွယ်လွယ်လေးတွေလည်းထည့်ပြီးတော့ဟိုကပြပေးထားရပေါ့ဟုတ် လိုက်ပြီးတော့ဆိုလိုလည်းရမယ်လိုက်ပြီးတော့ဒီကလိုက်ပြီးတော့ဆိုလိုလည်းရမယ်ကောက်လိုလည်းရမယ်ဒီသချင်းလေးကိုနောက်ခံထားပြီးတော့ဒီသချင်းလေးကကောက်ွက်လေးတွေကိုလိုက်ပြီးတော့အတူတူလိုက်ကောက်လိုလည်းရပါပေါ့ကောက်လည်းရမယ်အဲအဲ့တော့ဟိုပေါ့ကျွန်တော်ကျေးဇူးတင်ချင်တာကကျွန်တော်ဒီတငယ်ချင်းရောကျွန်တော်ညီမရောကျွန်တော်လာပြီးတော့ကိုကြီးရဲ့အတွက်အများကြီးကျေးဇူးတင်တယ်ဒါတို့ဆိုလို့ရှင်အခုချိန်မှာတန်းတန်းတန်းကိုရောက်နေကြပါပြီကျွန်တော်ဆိုမပွဲပါဆိုမငားရဲဘူးဒါတငယ်ချင်းတော့အောင်မြင်နေတော့သိရမလားကိုတငယ်ချင်းတွေကိုဘယ်လိုပြောမလဲကိုတငယ်ချင်းကိုကိုညီမရောရိုးတင်ချင်တာအရင်လဲအောင်မြင်ချင်တယ်တို့ ျွန်တော်လှုပ်လာတာကြာပြီဒါကျွန်တော်တွေเนาะဒါဒီမှာလဲဆိုပန်းရံကြောင်းဆင်းတယ်ဒါတကယ်ချင်းဆိုလဲဟိုကျွန်တော်တို့တူတူတယောက်ဆောင်တင်နေနေဆင်းနေနိုင်ငံသားတွေတွားတယ်အကန်ဒီပြားကြီးလဲလှုပ်တယ်ဒန်ဆာကြီးလဲလှုပ်တယ်အစုံပဲအဲ့တော့ကျွန်တော်တို့လို့ဒီပေါ်เนาะညာရှင်တွေတော့မဟုတ်ဘူးဒါပေမဲ့ပညာတွေကျွန်တော်တင်ညာတင်ညာနေတဲ့အချိန်မှာဖြစ်စေချင်တာအဲအဲ့လိုမျိုးပေါ့เนาะအရင်ချင်းနေလဲထိုက်ပြင်းတဲ့လောက်နေရှိလာတယ်အောင်မြင်စေချင်တယ်သူတို့ကလည်းအဲသူတို့ကလည်းကျွန်တော်တချင်းလေးမှာလာပြီးကူညီပေးရတဲ့အရင်ကျေးဇူးတင်ပါတယ်ခင်ဗျအောင်မြင်ပါစေကျေးဇူးတင်ပါတယ်ခင်ဗျ